ရောင်နဲ့နဲ့မောင်မောင်မိုင်းတုံရွှေရာဟိုရခေါင်းရှိပြရာပြင်းရတဲ့လူမမောင်မောင်တမီတော့ကိုသူစာဘုံနာစကြတီရခတ်တော့တိုင်းပေါလို့ပြီကြမညာ ီမနက်ကတော့စောင်းရဲ့အငွေ့သက်လေးတွေကိုခံစားရတယ်ဗျအေးအေးလေးတိုက်လာတယ်တိုက်လာတယ်လေဟိုကအေးနေအရောမင်္ဂလာပါကျော်ဒီနေ့အမှတ်နဲ့လမ်းမပေါ်မှာရောက်နေတာဖြစ်ပါတယ်နေရတော့ လွန်ခဲ့တော့3နှစ်လောက်ကသွားခဲ့မှုတဲ့နေရာလေးတစ်ခုကိုသွားမှာပေါ့နော်ဒါပေမဲ့အဲ့ဒီသွားတုန်းကဟိုမရောက်ခဲ့တဲ့နေရာလေးတွေဦးစားပေးပြီးတော့ပြန်သွားမှာပေါ့နော်နေရာလေးကစိတ်ဝင်စားဖို့လည်းကောင်းတယ်အထူးဆန်းမှုတွေလည်းရှိတယ်အဲရှေးဟောင်းနေရာလေးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့နေရာအလားပါတွေရှူခင်းနေပြီးတော့ဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲဆိုတာသိရဖို့အားလုံး join တူတူ like ခဲ့ကြပါဦးဗျာ ာဘိန်လန်အထိတ်ကဘုံမြစ်တာမှာမြစ်ဆက်စားမယ်အင်းတကောထိတော့မရောက်နိုင်တော့အချိန်နေရအဲ့တော့စားပါမယ်အင်းတကောမျိုးမှာချိုးချိုးအားယူရောက်ပါပြီ ော့ဘကိုးမျိုးအထွက်ကလိနာကိုရောက်ပါပြီနည်းနည်းလေးနောက်ကျနေပေါ့နော်ဘက်ကရာသီဥတုကတော့မိုက်တယ်ပူညာပဲမနက်ကမိုးဖျောက်ဖျောက်လေရွာတော့နင်းလို့ကောင်းပြီထင်တာဒီဘက်လည်းကြောက်ကြောက်ကောက်အောင်ပူတယ်အရင်ကဒီနေရာတန်းလေးတွေကမရှိဘူးပြဥမလှုပ်လိုက်တာကျွန်တော်တို့ ိုးအကျော်ပါနော်ကလီအကျော်ကဖျားကြီးသွားတယ်လမ်းမင်းကတော့တော်တော်လေးပြင်းမှုကောင်းတယ်ဒီရမ်းပူတယ်ဒီတိုးတယ်ပေါ့နော်ဒီနေရာရောက်ရင်စပိန်သမားတွေတော်တော်စိတ်ညစ်ကြတယ်ရှေ့ကိုမရောက်နိုင်ဘူးဖြစ်မင်းကအခုလေအဲ့တန်းကိုကျွန်တော်ခံစားနေရရောက်တော့ရောက်တော့မှာပါဖျားကြီးရောက်ပြီဆိုရင်ဟိုဘက်ဟိုအဲ့မင်းရတော့ဖျားကြီးလမ်းတော့ရောက်ပါပြီဘယ်ဘက်ဆိုရင်အမြန်လမ်း

ဒီနေရာဟိုလုံခဲ့တော့၃နှစ်ကလာခဲ့တဲ့နေရာလေးဒီတဲကိုလည်းနည်းနည်းဝင်ရအောင်ပဲဗျာကျွန်တော်တို့ဒေးစုံမှာဖရာမဟုတ်ဘူးကနေအဖရာကိုနည်းနည်းနင်းအောင်ပဲဗောနော်ဒီမှာနည်းနည်းဒွိယဖြစ်နေရလေးရှိတယ်ဒါလဲဆိုတော့ ဒေးစုံမှာတောင်းကကျွန်တော်ရောက်ပြီးပြီးသွားပြီပေါ့နော်အသွားပြန်သွားပြီးပြီဒါပေမဲ့ဒီဒေးစုံမှာတော်တယ်မှာရှိတယ်အချို့နေရာတွေကြောင့်ကျွန်တော်မရောက်ဘူးသေးဘူးໃຈလည်းမရိုက်ပြဘူးသေးဘူးပေါ့နော်အဲ့တော့အဲ့နေရာတွေကျွန်တော်သွားခြင်းနေသွားခြင်းမရိုက်ပြခြင်းနေပေါ့နော်အဲ့တော့သွားမယ်ဆိုလို့ရှိရင်လည်းအပြောင်းအလဲတော်တော်လေးနောက်ကျသွားမယ်တော့တိတ်အဆင်မပြေဘူးဖြစ်ဒီရွာလေးတွေကတော့ဒေးစုံမှာဖျားအောင်သွားတဲ့လမ်းပေါ့နော်အဲ့ဒီလမ်းမှာရှိတဲ့ကံမြင့်ရွာလို့ခေါ်ပါတယ် လမ်းလေးတွေကောင်းတယ်ဒီဒီဘက်မှာလည်းရိတ်သားတွေဒီဘက်ချမ်းမှာဆိုလည်းရိတ်သားတွေပေါ့နော်ဓမ္မတုကတရားရိတ်သားအဲပြောရလို့ရှိရင်ဒီဘက်မှာဆိုလည်းသာသနာပြုစခန်းတွေအများကြီးပဲဤချမ်းနေဒီသွားတဲ့တောက်လျှောက်ကတော့အဲ့လိုမျိုးလေးတွေများတာပေါ့နော် ှေ့မှာဒီဆုံကတောင်မိုးရောက်ပါပြီခင်ဗျာကျွန်တော်တို့အရင်ဆုံးထမင်းစာမရမယ်ဖိုက်ထီတော်တော်စာနေပြီအရင်တုန်းကတော့စပိန်အပ်တဲ့နေရာဒီနားလေးမှာဗျအခုတော့ရှိသေးတာမရှိတာတော့ပြောတော့ရှိတော့နေတယ် ေးစုံအောင်တောင်းတက်တဲ့အတက်ကပါကဲတက်ပါမယ်။ဒါလည်းတောင်းပဲ။ဒါလည်းတောင်းပါမယ်။ဒါတော့ရှောက်ကတော့ဆရာလေးတွေရှိတယ်။ရတိတွေရှိရပါတော့လူခံတော့။များတယ်ဟာ။ င်းမယ်ဟေ့တက်ပြီးအစင်းနင်းဆိုပါတော့မအိုးရောက်ပါပြီတက်ပါမယ် 那上边是三年是吧？嘞。 ေးစုံပါတောင်ပေါ်မြင်ရတဲ့မြင်ကွင်းပါဟိုမှာနှက်ပွဲလေးကျင်းပနေတော့ဝိတောင်ခေါ်တာပြင်အဲ့ယူသွားမယ်ကျွန်တော်တို့ဒါက view point ပုံစံလောက်ထားတာဗောနော်ဖရားဘုရားနေရှိလို့ရတယ်မြင်ကွင်းအကျယ်ကြီးပဲကျော်ဒီတော့တောင်းရှူခင်းနေမြင်ရတယ်ဗျာမဟုတ်ပြီပါပဲရာသီဥတုလည်းကောင်းနေတော့တော်တော်လေးကြည်ရတာမျက်စိပတာလာဖြစ်ပါတယ်တော်လေးလာပါရှူခင်းနေပြောတာ ုဒါဖျားခြင်းမယ်ဘောကနေကျွန်တော်ဒီကနေဆင်းမှာပေါ့နော်ဒီဒေးလာစွန်ပါဆိုတဲ့တောင်တော်မြတ်ဖက်ကိုသွားမှာပေါ့နော်ဖျားရဲ့အောက်ဘက်ပါအောက်ကမှာပါ။ဘာမှကြိုင်မှာ။ဘာကြီးတာ။ဒီအရမ်း။ဘာဒီအောက်ကမှာက။ဘုရားအောက်ထပ်ပေါ့။ဒီလိုဒီလိုဟာလေးရှိတယ်။ ဒေလာစွန်ပတောင်တော်မြတ်တဲ့မလေးလေးကားလေးတာမတ်တယ်ဒီဘက်ကလည်းချမ်းမာတော့ရှိမှာထုံးနဲ့ထုံးနဲ့ရှိရနဲ့ဥတည်နေပါတယ် chị đi con <.eps> là thu con phe đâu cô phe được cô đi mà thâu cải mày cái nào đi thu được ra vậy No. ေးဆုံးပါတော့အားလုံးသိရတဲ့အတိုင်းပဲသူကဟိုတိုက်ဆက်ပြီးများတာပေါ့နော်ဒေးဆုံးမှာတိုက်တို့ပါတော့အဲမျိုးတွေများတယ်ဗျအဲဒီတချို့နေရာတွေဒီတောအုပ်ထဲနေရာတွေကကျတော့ဒီဂျပန်မအမေတို့ပါတော့ကဒီမှာလာလှူတာတို့တာသနာပြုတာပါလောက်တော့အဲကျွန်းကျွန်းကျင်သွားနိုင်တယ်ဂျပန်မကတော့ချိုးနေရာတွေမသိဘူးအဲတော့ကျွန်တော်တို့မေးမြန်းပြီးတော့သွားတယ်ပြီးတော့ဆန်တော်ဘာသွားတယ်ပေါ့နော်ပြီးတော့လမ်းညွန်ဆိုင်ပုတ်လေးတွေကိုကြည့်ပြီးတော့ကျွန်တော်သွားနေရတယ် ဒီဘောတက်ကြည့်မလားတက်ကြည့်တက်ကြည့်မယ်အန်တီပါလာရင်တော့တော်တော်လေးတိမှာဟုတ်တယ်ဂျပန်မှာကတော့ကျွန်တော်တကောင်ဂျင်းထည့်ပြီးခေါ်ရချက်ပြီးချက်ပြီးတော့တိအဲ့တော့မမတိဘူးသူရောက်ဘူးလေရောက်ဘူးပြီသူမတိပါမှာဖြစ် ราတို့ဒီဖះအားကြီးပေါ်ဆင်းလာလို့ရှင်ဒီဘက်မှာခြိုက်ဆုံပါတို့ဆိုရက်ဆိုင်မရှိရယ်ပြီးရင်ဝမ်းစီတွေပေါ့နော်အဲ့တော့ဒီဘက်ကိုသွားမယ်ဆိုရင်နိုင်ခွဲ45မိနစ်လောက်သွားရတယ်ပြောတယ်ဗျာဒီတော်လိုင်းထဲကသွားမှာပေါ့နော်အဲ့တော့ကျောင်းနှစ်ယောက်ကတော့သွားမယ်ဒီအဝင်ဝါလမ်းလေးနဲ့တင်တော်တော်လေးစိတ်လှုပ်ရှားတယ် ကောင်းပြီဗျာကျောင်းနှစ်ယောက်ကတော့စိတ်လုံးရှားသွားနေပဲတော်ပါမယ်လမ်းလည်းမသိလမ်းလည်းဟောလည်းမသိဘူးလမ်းညဆက်ဖို့တော့ရှိရပြောတာပဲအိမ်မှာမေးရတော့လမ်းညဆက်ဖို့တော့ရှိတယ်အဲ့ဒါတွေကြည့်ပြီးသွားအဲလမ်းမှာဘာမှမရှိဘူးနော်ရေးတိုင်းတွေဘာမှလည်းမရှိဘူးပေါ့နော်အဲ့လိုပြောတယ်သွားတော့ဟို trail running ပုံစံမျိုးပေါ့နော်အဲတော်လမ်းလေးသွားရမှာကတော်တော်မိုက်တယ်ဟိုရောက်ဖို့ခဲရင်းနေပေါ့နော်လူကြီးတိုင်းနေအဲ့လိုမျိုးလေးဆိုသွားဖို့ကတော်တော်လေး ခတ်တဲ့နေရာလေးလို့ကျွန်တော်ထင်တယ်ဗျ။အဲ့တော့မရောက်ဘူးသေးတဲ့လူတွေတော့ဘာနော်။တာမယ်။ပြန်လာကတော့နောက်ခါလာနောက်ခါစီးပဲ။အဓိကဆုံးဖြတ်လိုက်တာကတော့ဒီနေရာဒီမှာအဲလူရောက်ပေါက်နေပြီးတော့တိတ်ကြည့်လို့ဘယ်လိုပြောမလဲ။မလာနိုင်တဲ့လူတွေအတွက်ကြည့်လို့ရအောင်လို့ပူဇော်ပြီးပြီးတော့ဆိုင်ကိုတော့တွားလိုက်တော့မယ်။မိုးရင်းပဲဆိုလို့ရှိရင်တော့နည်းနည်းလေးချေချောနေတယ်တတိထားပါတော့။ဒါအနေထားရအောင်။ ျွန်တော်ကဒီနေ့တော့ရဲသွားမှာဆိုတော့တခါလေ trace ရှုစီလာခါလေ trace ရှုစီလာတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့စပိန်နေတဲ့အချိန်မှာနင်းရတာအဆင်မပြေဘူးဗျဟမ်မနော်ကလစ်ဖက်နဲ့နဲ့စီးနေကြဆိုတော့ဒီဖက်နဲ့စီးရဲ့အချိန်မှာကျွန်တော်တိုင်ပတ်သွားတယ်။ညီပြူ 财富林立体，林立体。上来，双击，呼，就，慢点，小级别。还有鸟叫的。 带你去见月亮。你呀，都奶奶你去了，那把狗卖了，奶奶的嘛。啊！ ာလို့လည်းမသိချက်သိနေတာဒါစီတွေရောက်ပြီဗျာဟုတ်ကဲ့ချက်သိနေတာဘာမှမလုပ်ဘဲနဲ့ဖြင်း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  cái giá thành củ của nó được bị trả cái đường số nhau thành ကြိုက်ဆုံးပါပဲဟုတ်ပြီရပါတယ်ဒီတောင်းပါပါဦးစင်းရှင် ခုကျွန်တော်ရောက်နေတာကတော့ဒေးစုံမတောနယ်ထဲမှာရှိတဲ့ကျောင်းပြည့်ကြီးတွေတရှိရနေအောင်ရောက်နေလာပါဒီကျောင်းပြည့်ကြီးတွေကတော့ရဟန္တာကျောင်းလို့ခေါ်တဲ့ဘုန်းကြီးကျောင်းတော်တွေရှိတဲ့နေရာပဲဖြစ်ပါတယ်ဒီကျောင်းတော်ကြီးတွေထဲမှာရဟန်းတစ်ပါးမှတည်င်းသုံးနေထိုင်တာမရှိဘဲနဲ့စွန်းဝိုင်းတွေအသင့်ပြင်ဆင်ပေးထားတာကိုတွေ့ရှိခဲ့ရပါတယ် ီဆုံးပိုင်းနေဘာကြောင့်ပြင်ဆင်ပေးထားတာလဲဆိုတာကိုကျွန်တော်မေးကြည့်တဲ့အခါမှာပေါ့နော်ဒီအကြောင်းပြကြီးကြီးစီကိုတဲ့ရဟန္တာဆရာတော်ကြီးတွေကမနက်ခင်းအာယုံတက်ချိန်နဲ့နေ့လယ်ခင်းစွန်းစားချိန်တွေမှာတခါတရံစွန်းစားကြွာလာလीရှိတယ်လို့သိရှိရပါတယ်ဝါရင်ကာလာအချိန်တွေမှာဆိုရင်ကက်လူထားတဲ့စွန်းတွေကုန်းထဲအထိဖုံးပေးကြတာကိုကြုံတွေ့ခဲ့ရတယ်လို့လည်းကျွန်တော်သိရပါတယ်ကျွန်တော်အနေနဲ့ထူးဆန်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာကိုရောက်နေတယ်လို့ကျွန်တော်ထင်ပါတယ် အခုပြောပြတာတွေကလည်းကျွန်တော်မေးမြန်းသိရှိခဲ့ရတာတွေကိုပြောပြပေးခြင်းဖြစ်ပါတယ်100%မှန်ကန်လားဆိုတာတော့ကျွန်တော်သိချာမသိဘူးပေါ့နော်ဒါပေမဲ့ဒီနေရာကယဟန္တာတွေဝိဇ္ဇာဘိုးတော်တိုက်ဆက်နဲ့ပဋ္ဌာန်းဆက်ဂမ်မီယာအဆက်တွေတည်ရှိတဲ့နေရာဆိုတော့မဖြစ်နိုင်ဘူးလို့လည်းကျွန်တော်တို့ပြောလို့မရဘူးလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီမှာရှိတဲ့ချင်းအမျိုးသမီးကြီးကတော့နှစ်ပေါင်းများစွာဒီနေရာမှာနေထိုင်ပြီးတော့အခုလိုပဲစွန့်နေတောက်တော်ရေချမ်းနဲ့ နေရာထိုင်ခင်းတွေကိုပြင်ဆင်ပြီးတော့တာသနာပြုနေတယ်ဆိုတာကိုကျွန်တော်တွေ့ခဲ့ရပါတယ် ှင်းနေဟုတ်ကဲ့ရှင်းနေရှင်းဒီလိုလမ်းညွန်လေးတွေရှိတယ်ဗျာကြိုက်ဆုံးပါရှိစီ ခင်ဗျာတောင်းခဲ့ပြူအောင်ခင်ဗျာဟေးနှုတ်ဆက်မှာပဲဟောင်းကျွန်တော်တို့ခြိုက်စုံပါဘက်ကဆင်းလာတော့ရွှေစီတီတို့အောင်ဖြတ်ကျွန်တော်ပြန်တော့မယ်ပေါ့နော်ပြန်မယ့်အချိန်မှာဆိုင်ငယ်ကယ်ဒီအကိုကြီးနဲ့တွေ့ဆိုင်ငယ်အကိုကြီးနဲ့တွေ့တော့ကျွန်တော်တို့ကလည်းရှေ့ကိုဆက်ပြီးသွားချင်သေးတယ်ဒါပေမဲ့အချင်းကလည်းလုံးဝမလောက်တော့တိုင်ပတ်နေအပြာမဲဘောနော် ကျွန်တော်ဆိုအဲဆိုင်ကသမားကိုင်းနေတွေ့တော့သူကလိုက်ဖို့ပြီးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကယ်ရီငားလိုက်ကယ်ရီငားပြီးတော့ဒီရွှေစည်ဒီရိုးပြီးရင်ခုနရဟန္တာကျောင်းလို့ရောဆိုင်ကနေသွားပြီးတော့သူကအခုပြန်ပြီးတော့ဒီဟောင်းဝေးနွားဝေးတောင်အဲနွားဝေးတောင်တော့ပြန်ချပြီးရတော့ကျောင်းသွားခြင်းတဲ့နေရာလေးလေးစုံသွားတယ်ရောက်လဲရောက်သွားတယ်အချိန်လဲနေနေလေး ချုံလိုက်သလိုဖြစ်တာပေါ့နော်အဲ့တော့ ਨੇ ကန်ကောင်းပါလေအဒီဒေးဆုံးကတော့မှလို့သွားခြင်းအိုက်ဆိုင်ငယ်သမားကဲကိုကြီးအဆင်ပြေတယ်ဖုန်းနံပါတ်ယူထားပေးတယ်သူချိန်လို့ရတယ်ဟုတ်လားကျွန်တော်မှလည်းအဲ့တော့ကျွန်တော်တို့နေကျွန်တော်တို့ယူပဲဆိုလို့ရှိရင်တော့ချိုးနေရာလေးကြီးကြံအောင်ပါအခုတော့နည်းနည်းစုံသွားတယ်အဆင်ပြေသွားပါနော်အဲ့တော့နောက်ဝေးတောင်တက်မယ်ပြီးရင်ကျွန်တော်တို့တောင်ကျူပြန်ဆင်းမယ်နေရန်ကုန် 姐妹们。 ားဝိတ်တောင်ပါနော်ဟုတ်ကဲ့ဟာဒီမှာပါရဲ့မှန်အောင်မှန်လားရောက်ခဏစီးပြီနော်ကျော်တို့အခုတောင်ချေကိုပြန်ရောက်ပြီပေါ့နော်အဲ2နာရီနဲ့44မိနစ်ရှိပြီအဲ့တော့အဲ4နာရီခွဲ9နာရီတော့ဟိုဘက်ကိုနင်းရမယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့နောက်ကြပါလေဆိုမှဂျပန်မှာပြန်ရောက်တော့စပိန်ဘိန်းပေါက်နေညာ ဂျပန်မှာဘိန်းပေါက်နေပါတယ်ဗျာနောက်ကြပါတယ်ဆိုမှတွေ့လားတို့ဒေးဆိုမှာတောင်းအားနေပြန်သွားပါပြီချိန်ဟာ3နာရီပါအခုတော့ကျွန်တော်တို့တန်းကိုပြန်နေပါပြီပွားခြင်းတဲ့နေရာကြီးလဲတော်တော်လေးဝဝလင်းလင်းသွားလိုက်ရတယ်အခုဒီလုံးဝအားလုံးအဆင်ပြေတယ်6ကီလို9ကီလိုနင်းမိတဲ့တက္ကရာမှာဒီမှာကတော့ထပ်ပေါက်ပါတယ် ကျွန်တော်ဒေးဆုံးမှာပြန်လာပြီးရောဒီဖျားကြီးလမ်းဆုံးမရောက်ခင်ဘောနော်နောက်တစ်ပေါက်ထပ်ပေါက်ပါတယ်မင်းအားရအဟာရမိုက်တယ်အသေးပုံလေးမင်းအားဆက်တော့ပတ်နေရှန်ကအဆွေဦးတီစာနဲ့ပါဘုရားမလားဆုံနေပါပြီ ရက်ွက်နေရာမှာပြီးဆုံးနေရာမှာပြီးဆုံးဒီချင်းကဘီယာတိုင်းတိုင်းအမဲ့ချင်းကိုတပိတ်တိုင်းမှာလာဆုံးတယ်အဲ့ဒါကတော့တပိတ်တယ်မှာပြောမှမရှိဘူး။ဘာမှလည်းမအောင်မရပါဘူးဒါတော့စကြဖတ်စာ။နေဝင်သွားပါပြီ။ရမ်းလာတယ်။ကောင်းကင်ကြီး။ဟိုးလာလိုက်တာ။ တော့ရှေ့မှာဝေးပြီးရောက်တော့မယ်တော်တော်လေးနောက်ကျသွားပြီတော့ကျွန်တော်အိမ်သားရောက်ပါတော့မယ်ကျွန်တော်တို့ဒီနေ့ကီလို200ကျော်နင်းငယ်တယ်အဲ8ကီလိုကျော်ကျော်ကျွန်တော်တို့နန်းလျှောက်ခဲ့တယ်ဗောနော်အဲကျွန်တော်တို့ဒေးစွန်ပါတောင်းအဲဒေးစွန်ပါတောနယ်ထဲကစိတ်ဝင်စားစရာနေရာတွေဆိုတော့ခီးစဉ်လေးအောင်မြင်ဆုံးနဲ့ပြီးဆုံးသွားပါပြီ။ဒီနေ့အခက်အခဲအဆင်မပြေမှုတွေကြားရရပဲကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်။ တော်တော်လေးနဲ့ပင်မန်းခဲ့တဲ့ခီးလို့ပြောရပါမယ်။ဒါဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရတယ်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာခီးစဉ်တွေပြန်လာပါမယ်။အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။